ခင်းလျာ30အခုလိုရာသီမှာဒီဟင်းရီကိုမင်းများတောက်ရမယ်လို့တိုင်းရင်းစေးဆီအောင်တယောက်ကဝင်းမျှထားပါတယ်။လုံကြီးလွယ်တဲ့အပြင်အကျိုးအာနိသင်လည်းညားပါတယ်။ခဝဲသီးကိုအခွန်ခွာပြီးအတုံးတုံးလိုက်ပါမယ်။ခဝဲသီးအရာမပြောင်းမအောင်စားရိမ်စိမ်းလိုက်မယ်။သူ့ရဲ့အခွန်ကိုလည်းကျင်းမွအောင်ထောင်းထားလိုက်မယ်။အိုရိုင်းကစီပူလာတဲ့အခါကြက်ဝူလေးလုံးထက်လိုက်မယ်။မိဟားဖြော့ဖြော့လေးနဲ့နှစ်ဖက်စလုံးဝါသွားအောင်ကြော်ပေးလိုက်မယ်။စနီတော့မှပါအကောင်ကြီးသွားအောင်တုံးတုံးမေးလိုက်မယ်။အိုးဆဲစရာမလိုပဲခဝဲသီးကိုထည့်လိုက်မယ်။မိဟားပြင်းပြင်းလေးနဲ့ခဝဲသီးကြက်သွားအောင်ကြော်လိုက်မယ်။ အခုဆိုရင်သဘောကောင်းတဲ့ကိုကိုမမတွေမောင်လေးညီမလေးတွေကအသေးပေးနေကြပြီနော်ချစ်ရင်ပေးခဲ့ကြပါအောင်ကြောက်ကိုထက်လိုက်ပါမယ်ပြီးရင်ရင်လွှဲထက်လိုက်မယ်ဒီလိုမှအဟာရတွေမပြောက်သွားမှဖြစ်ပါတယ်မိအားပြင်းပြင်းလေးနဲ့နှစ်မိနစ်ပြောက်ပြီးပြပြထက်လိုက်မယ်ဝါသားလက်ကစုပ်စာထည့်ပြီးမိအားပြင်းပြင်းလေးနဲ့နှစ်မိနစ်ထက်ချက်လိုက်မယ်အရသာကောင်းအောင်စားနဲ့ကြသားမုံကိုထည့်လိုက်မယ်နောက်ဆုံးမှာတော့ကြက်တော်မိတ်နဲ့ဇီးတိဖြူလိုက်ရင်ရပါပြီဒီလိုနီးနဲ့ချက်ထားတဲ့ဟင်းတွေကအရန်ကိုတောက်ဖို့ကောင်းပြီးအဟာရလည်းရှိပါတယ်ကိုမိသားစုကိုသွားပြီးချက်ကျွေးကြတော့နော် ခင်းလျာကိုအချာကြည့်နော်ဆေးဘက်ဦးတစ်လုံးဆေးဘက်ဦးနှလုံးဆေးဘက်ဦးသုံးလုံးမိုက်စင်မှာဆေးဘက်ဦးချက်နီးအစ်စ်တိုးလာတော့မှလူအများစုကဒီချက်နီးကိုမသိကြပါဘူးစားလည်းမစားဘူးကြပါဘူးဆေးဘက်ဦးကိုကြေသွားအောင်လုပ်လိုက်ပါမယ်မိအားကြောက်ကြောက်လေးနဲ့နည်းနည်းဝါသွားတဲ့အထိကြော်ပေးလိုက်မယ်ညီလာကြောက်သွားအောင်ဂျင်းနဲ့ကြက်တော်မိတ်ကိုထက်လိုက်မယ်ညီနဲ့ပေါ့ပေါ့လေးထက်ကိုထက်ရပါမယ်ဒီလိုမှထွက်လာတဲ့ဟင်းရီကပြည့်ပြည့်လေးနဲ့နွားတို့အယောင်လေးရှိနေမှာတော်ဘူးကိုထက်အဖုံးအောက်ပြီး9မိနစ်ကြောက်လိုက်မယ်ဒီကန်လေးကိုကြောက်တလုံးခောက်ထည့်လိုက်မယ် စားလို့ကောင်းတဲ့ဟင်းရရဲ့လုံလေးကိုတေချာတင်ပေးထားတဲ့အတွက်အချောလေးတွေလှလေးတွေအသေးလေးပေးခဲ့ကြပါအောင်နော်ဟင်းရကနွားနို့ရောင်ပြောင်းသွားတဲ့အခါဟင်းနုံလေးကိုထည့်လိုက်မယ်အစာပလာအတွက်စားနဲ့ငရုတ်ကောင်းကိုထည့်လိုက်ရင်ရပါပြီပိုမွေးသွားအောင်နှမ်းစီကိုလည်းထည့်လိုက်မယ်စားလို့အရန်ကောင်းတဲ့ဆေးဘဲဟင်းနုံတွေတော်ဝင်းရလေးရလာပါပြီအဟာရရှိတဲ့ပြင်အရန်လေးစားလို့ကောင်းပါလေချက်တက်သွားပြီဆိုရင်တော့ကိုယ့်ရဲ့မိသားစုကိုချက်ပြွေးကြည့်ကြနော်ဟင်းလျာရှင်ဝတ်သားပြားဟင်းရကိုလူတော်တော်များများကကြိုက်ကြပါတယ် ကိုယ်တိုင်လုပ်ရင်ဘယ်လိုလုပ်မှစားလို့ကောင်းပါလဲဆိုတာကိုကျွန်တော်ဒီနေ့ကောင်းကောင်းလေးရှင်းပြပေးမယ်နော်။အရင်ဆုံးဝတ်သားကိုအသားပြားဖြစ်အောင်လှိလိုက်ပါမယ်။စားချက်သားမုံမယုတ်ကောင်းတက်တော်မယ်ဂျင်းရေကိုထည့်ပြီးနှက်အောင်နေလိုက်ပါမယ်။ဆယ်မိနစ်လောက်နှက်ထားလိုက်မယ်။ကစုံအုံးပေါက်နှစ်စွန်းထည့်လိုက်မယ်။ရေနွေးအများကြီးကိုတစ်ခေါက်နည်းနည်းစီထည့်လိုက်မယ်။တစ်ခါကိုပဲဥတီပြီးမှွေပေးလိုက်မယ်။ဒိန်ဂျင်လိုပြစ်သွားရင်ရပါပြီ။အသားပေါ်ကိုလောင်းချပြီးနှက်အောင်နေလိုက်ပါမယ်။အသားပြားလိုက်မှာအနှစ်နဲ့ပြည့်နေစေရမယ်။ အိုးရဲကိုဝက်စီထည့်လိုက်မယ်။ရေပြော်ကအနေဂျင်းကျက်တုံမျိုးကိုမှုရအောင်ထည့်ကြမယ်။ရေအသင့်တင့်ထည့်ပြီးရေပွက်လာရင်မြေရလျှော့လိုက်မယ်။အသားပြားထည့်မယ်။အသားပြားထည့်ပြီးရအချိန်မှာသွားမထိပါနဲ့။နန်းနဲ့ကျက်သွားမှရောင်းမနဲ့ခပြေးမှုပေးလိုက်မယ်။အသားပေါ်လောက်ပေါ်လာရင်ရပါပြီ။ပကတ်လုံးလေးကိုပဲလိုက်ပြထည့်ထားလိုက်မယ်။ပြီးရင်ချက်ပြီးသားအသားဟိရီကိုအပေါ်ကနေလောင်းချလိုက်မယ်။ဒီလိုနည်းနဲ့လုပ်ထားတဲ့ဝက်သားပြားဟိရီကအရန်ကိုရတာရှိပါတယ်။သဘောကျသွားရင်ကိုယ်တိုင်စမ်းလုပ်ကြည့်ကြနော်။ခင်းလျာခနဲ့ ။စားရနီမှာကြာဆွဲကိုစားတာဟာငကားသားကိုစားတာနဲ့အတူတူပဲဆိုရဲဆိုရိုးစကားရှိပါတယ်။မိမိတွေကလေးတွေအတွက်ဒီကြာဆွဲအသားလုံးဟိရီကိုချက်ပေးကြည့်ကြပါနော်။အရင်ဆုံးကြာဆွဲကိုအခွန်ခွာပြီးတစ်ပေါက်ဆဲလိုက်မယ်။အသားလေးကိုထဲမုံလာဥနီကျက်တုံမိတ်ကျက်ဦးပြောင်းမုံမုံစားနဲ့ဂျင်းကျက်တုံမိတ်အရေကိုထိုက်ပြီးလက်နဲ့နှက်အောင်နေလိုက်မယ်။အားနဲ့လည်းပြစ်ပေးရပါမယ်။အိုရဲကစီပူလာတဲ့အခါကျက်တုံပြူနဲ့ကျက်တုံမိတ်ကိုမှွှမှွှလေးခစ်သွားအောင်ကြောလိုက်မယ်။ရင်းနှွေးအသင့်တင့်ထက်ပြီးမီးအောက်ကိုလည်းလျှော့လိုက်မယ်။ပြီးရင်အသားလုံးတွေကိုထည့်ပါမယ်။ ဘောလာပေါ်လာတဲ့ထိချက်ပြီးပန်းကံများရဲ့အကြီးချက်လိုက်မယ်။ရွယ်လေးနက်နက်ထက်ပြီးဂျီဒီဖြူလိုက်ရင်ရပါပြီ။ဒီလိုနီးနဲ့လောက်ထားတဲ့ကြောက်တဲ့အသားလုံးကြီးကစားလို့ကောင်းတဲ့ပြင်အဟာရလည်းရရှိပါတယ်။ဒီစားအုပ်ရာဒီမှာခလေးတွေအတွက်ချက်ပေးလိုက်တော့နော်။ခင်းရချောက်ငါဟင်းရီကိုတောက်ရင်အကျိုးအများကြီးရှိတာကိုလူသိညားပါတယ်။ဒါပေမဲ့ဟင်းရီဖြူဖြူလေးဖြစ်အောင်မလို့ချက်ရမှာလဲ။ငါညင်တဲ့မရှိအောင်မလို့လုပ်ရမှာလဲ။အမှန်တကယ်တော့ချက်ပုံချက်နည်းလေးကအရင်ကိုလွယ်ကူပါတယ်။ဒီအဆင့်တစ်ဆင့်လေးကိုတိုးလိုက်ရင်ရပါပြီ။ငါးပေါက်တွေကိုအတုံးတုံးလိုက်မယ်။ စာရှာလကရေဂျင်းကျက်တော်မိတ်တွေကိုထည့်ပြီးရေလောင်းထည့်လိုက်မယ်။နင်းက20စိန်ထားလိုက်မယ်။ဒီလိုနင်းနဲ့ဆိုရင်ညီနဲ့လည်းအများကြီးပြောက်သွားမှာဖြစ်ပါတယ်။အရန်အရေးကြီးတဲ့အဆင့်မို့လို့စိတ်ထားလိုက်ပါနော်။ပြီးရင်တ िश ူးနဲ့ငါးရေကုန်မှရှိတဲ့အရေးတွေကို6တောင်းအောင်တုပ်ပေးလိုက်မယ်။ဒီလိုဆိုရင်ငါးကြော်တဲ့အချိန်မှာစီအရန်မပေါက်တော့ပါဘူး။ပကံလုံးလိုက်ကိုကြောက်ဥခောက်ထည့်ပြီးမှွေပေးလိုက်မယ်။တချို့လူကြောလေးတွေကဗီဒီယိုပေါ်ညီငယ်လေးကြည့်ပြီးအသေးပေးတတ်ကြတယ်နော်ဒီလိုလူတွေကကမ္ဘာမှာချစ်ဖို့ကောင်းဆုံးလူတွေပဲတချို့လူကတော့ကြည့်ပြီးရရဆက်ဆက်ပလစ်ထားတာပေါ့နော် အိုးရဲကိုဝါစီတရုံးထည့်လိုက်ပါမယ်။စီအရေးပြောသွားရင်ငါးသားတွေကိုထည့်လိုက်မယ်။မိဟအသင်းတင်းနဲ့ကြော်ပေးလိုက်ပါမယ်။ဒီလိုကြော်ပြီးသားငါးသားကမညီတော့တဲ့အပြင်ပြောက်လိုက်လို့ရလာတဲ့ဟင်းရီကလည်းနွားနို့လိုအယောင်လေးရှိပါလိမ့်မယ်။ရင်းနဲ့တဲ့သူမိတ်ကိုထည့်ပြီးရင်းနှွေးပွားပွားလေးလောင်းထည့်ပေးရပါမယ်။ဒီလိုမှငါးသားရဲ့အဟာရတွေမဆုံးရှုံးပါပါ။အဖုံးအောက်ပြီးမိဟပြင်းပြင်းနဲ့ဆက်လက်မနစ်ပြုတ်ပေးလိုက်မယ်။တော်ဘူးတော်လေးတွေကိုထည့်ပြီးတော့အစာပလာအတွက်ဆိုရင်တော့စားငရုပ်ကောင်းကိုထည့်ပြီး၄မိနစ်လောက်ထပ်ပြုတ်လိုက်မယ်။နောက်ဆုံးမှနနမင်းနဲ့ဇီးတိကိုဖြူလိုက်ရင်ရပါပြီ။ ဒီလိုချက်ထားတဲ့ငါးဟောင်းတော်ဝင်ခင်ကအရန်ရတာရှိတဲ့ပြင်အဟာရလည်းရှိပါတယ်။လူကြီးသူမနဲ့ကလေးတွေကိုလည်းအားရှိစေပါတယ်။ကိုမိသားစုကိုချက်ကြွကြည့်ရအောင်နော်။